မင်္ဂလာပါရှင်ဒီနေ့ဆ iam ခင်ဆွေဦးရဲ့လူတကာချစ်သည်များထဲဆိုတဲ့ဝတ္ထုလေးကိုဖပြပေးခြင်းပါတယ်ရှင်အတူနားဆင်ခန်းစားပေးကြည့်ပါရှင် ောက်ကြီးနေသူလဲမေးပါအောင်ကိုထင်ဝင်းတယောက်ပြောပါတယ်ဘာမပြောညာမပြောနဲ့ကျမကိုဆက်သွဲဖြက်ပြစ်တယ်အဲ့ဒါလေဖိုးလုံးကတဆင့်စာရေးပို့ပြီးဖြက်တာတေကန်ဒီအမိစာပြန်တဲ့အတိုင်းပဲအံ့မာရောသူ့တသက်ကျမတသက်တေကန်ဖြက်တဲ့ကျမလဲကျမကြိုက်တဲ့လူယူခွင့်ရှိတယ်လို့သူကလဲသူ့ကြိုက်တဲ့သူတွေ့ရင်ယူမတဲ့ဟဲ့ဘလို့ဖြစ်တာလဲကျမတငယ်ချင်းဖိုးလုံးကိုမေးတော့ဖိုးလုံးကမျက်စိမျက်နှာမကောင်းလာပဲ နေကလည်းနေမယ်ဘာဖြစ်လို့ကိုအောင်စိတ်စပိန်နောက်ကလိုက်စီသွားတာတော့ဘာလဲသူကငါ့ကိုအဲ့ဒီကိုအောင်စင်တရေကြီးနဲ့ဥပတ်လို့လားဘာဖြစ်ဖြစ်ပေါ့ဟာနေလို့ကဇုံတွဲလို့အဲ့လိုယောက်ျားတယောက်ရဲ့စပိန်နောက်ထိုင်ကုန်မှာလိုက်မသွားတင်ဘူးအဲ့ဒါစမ်းသလားဟဲ့ဒီခေတ်ကြီးမှာသူတလဥတူတာနေလူကြောင့်နင်းသိဖို့ကောင်းတယ်တန်ယုံဥတူပေါ့ဟဲ့အဲ့ဒီနေတော့အမေမှုလဲလို့ငါအကြောင်းလားအကြောင်းကြတော့ငါလဲထူပူပြီးအကြောင်းကကြပြားကြရခွင့်ယူ ချစ်မျက်စိရလလီခိုးလို့မထောက်နိုင်နဲ့ကိုအောင်စိန်နဲ့လမ်းကြုံလိုက်ရတော့တာပေါ့လူမှလောက်ရကန်ရတာတွေအကြောင်းမဲမဟုတ်ပါဘူးအကြောင်းကြောင်းနေရှိပါတယ်နေငါပြောတော့ပေါပေါလေးရေသူ့ဘက်ကမလွယ်ဘူးဟာနောက်ပြီးငါနဲ့ကိုအောင်စိန်နဲ့ကအရင်နေ့ကရိုးရိုးပဲခင်ခဲ့တာသူသိပါတယ်ဘာမှလည်းပသက်ဘူးတာမဟုတ်သူကသဘောလဲကောင်းစစ်စစ်ရေးကလည်းဘယ်သူနဲ့မဆိုသဟစာတာဖြစ်ခဲ့တာရိုးလဲအင်မတန်ရိုးတယ်အေးနင်းဒီလိုပြောလေဟိုကောက်ရင်လည်းမီးတောက်လေဖြစ်မှာပဲ ကြီးကြီးကျယ်ကျယ်ဟာဒါလေးများညနေမစောင်းခင်လေးမဲမင်းသားနဲ့မင်းသမီးရုပ်ရှင်တွေ့ရတဲ့အတိုင်းပဲတဲ့ဒါတောင်ငါရှိကမထိုင်မိလို့နော်သူ့စပိန်ကယ်ရီယာပါလာတာဖျားမာတာဖျားမာတာနေနောက်မနေနဲ့ဟာထိန်ဝင်းတော့လုံးဝမလွယ်ဘူးအော်အောင်စိန်ကြီးနဲ့မှတဝင်းတူပါသေးတယ်ဟဲကြော်သူတို့စိုးသူတို့ဆိုဟုတ်သေးကျမလည်းတငယ်ချင်းတွေကိုနောက်နေကြအတိုင်းရဲမိသေးတယ်အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်လာမယ်လို့မှကျမမထင်တာ ။ဘေးလူတွေကလည်းကျမဘက်ကလိုက်ပြောလာကြမှာပဲကျမတွေ့ထားတယ်လေ။ပြောလေပြောကြပါရဲ့။သူကကိုခေါင်းမမာနဲ့တင်းခံနေခဲ့တာ။ကျမလည်းသူ့ကိုလိုက်မချုံနိုင်ပါဘူး။ကို့မှာအပြစ်မှမရှိတာကြီး။ကိုဖိုးလုံးတို့တာတီးတို့မဲရင်တို့ကအဆင်ပြေလာအောင် ကျမတို့စုံပြီးရှင်းရအောင်ဖန်တီးနေကြသေးတယ်။ကျမကစုံပြီးရှင်းရအောင်ကျမဘာမှရှုပ်ထားတာမှမဟုတ်တာမရှင်းနိုင်ပါဘူး။ကြွယ်ရမယ်မြေမြေရည်ဝဲခြင်းဝဲပြစီတော့လောလောဆယ်တော့တက်တာပဲ ဘန်းနဲ့ရှင်အပေါ်ရန်တည်တနာလေးကိုပဲရည်ကြီးခွင်ကျဲလှုပ်လို့တော်တုံးနေလူလူတူဒါမှမဟုတ်မိမတူရဲ့အကျင့်စရိုက်ကိုအပေါ်ရန်အမြင်နဲ့ဆုံးဖြတ်တော့မှလားကာလီတာသားပညာရှင်ကြီးရဲ့ရှောက်ထုံးတောင်စီသားပဲဟာယောက်ျားနဲ့မိမတအိတ်ရတဲ့အတူတွဲလျက်အိတ်နေတာမြင်ုံနဲ့တောင်မယိုးဆိုးရဘူးတဲ့တွဲအိတ်နေတာတွေ့တိုင်းညားချင်မှညားမှာပေါ့မတွဲပဲညားနေတာတွေတပုံးကြီး တပည့်လူပြိုအပြိုရွယ်တွေကိုထိတ်နေရတဲ့ចောင်းစရာမပဲကျမသိတာပေါ့တော့ကြစမဟာသူ့ဘာသူ စိတ်ပြေရင်ပြေမပြေရင်မတက်နိုင်ဘူးကျမဘက်ကလည်းခက်မှမှာပဲတငယ်ချင်းတွေကတော့ကျမတို့ရဲ့သမီးစားဖြစ်လာကြတဲ့ခုနှစ်နှစ်သက်တမ်းကာလကိုနှမျောနေကြတယ်ကျမတို့16နှစ်သားသမီးတွေကချစ်လာကြတာချစ်သူတွေလို့လည်းအချစ်ကြီးရဲ့မောင်နှမလို့လည်းတန့်စင်ရဲ့တငယ်ချင်းလို့လည်းခင်တွယ်ရဲ့ရဲဘော်ရဲဘက်လို့လည်းပွင့်လင်းရိုးသားရဲ့ တစ္ဆာလဲကြီးကြရဲ့ဘာလို့သေးလဲနှုတ်ကရော စာရီနဲ့ရောတဖွားဖွားချစ်လာကြီးရဲ့မြနှူးလာကြီးရဲ့ပြောနေရင်းနေကြတာမဟုတ်ပေမဲ့ကျမတို့နိနစ်ကကချစ်ကြတာပဝင်းကျင်ကတည်နေကြတာပဲတငယ်ချင်းတွေကတော့ကိုထိန်ဝင်းတကယ်ချစ်ရင်အပြစ်မဝင်တင်ဘူးတချို့ကလည်းကျမသူ့ကိုတကယ်ချစ်ရင်မာနာမထားတင်ဘူးသူ စိတ်ပြေအောင်ချော့တင်နေပေါ့အချင်းအမြင်အယူအဆတွေအမျိုးမျိုးပဲ ဖိုးလုံးနောက်ဆုံးတည်လာတဲ့တရင်ကတော့ရေရတယ်။ကျမသူ့ကိုပေးထားတဲ့ဆဆပပစာလေးငါးဆောင်နဲ့လက်ကင်ဘွားတစ်ထဲကိုနောက်ဖေးကုန်းပြီးအိမ်သာရင်းနဲ့ချပစ်တဲ့။ငွေစင်းဌာနကအစင်းစစ်အရာရှိတယ်လား။ဖြစ်ရလေကိုထင်ရဲ့။ကျမလည်းနောက်ချင်တာနဲ့သူ့ကျမစီကိုရေးထားတဲ့စာ၆ဆောင်တီတီနဲ့သူ့လက်ကင်ဘွားကိုတီတီချာချာထုတ်ပြီးပြန်ပေးလိုက်တယ်။ဆက်လက်အသုံးပြုရန်ခေါင်းစဉ်တက်ပေးလိုက်တယ်။ဖိုးလုံးကတော့ခေါင်းတကုတ်ကုတ်နဲ့ နင်တို့နှစ်ယောက်လုံးတငယ်နာမစင်ဘူးဟာမေရင်ကတော့ငိုအားထက်ရဲအားတဲ့ဟာတိုက်ရင်မောနေလေရဲ့သူလဲရဲသားရဲရတယ်မျက်လုံးတွေမှာခယူနာရိတ်တွေဝေးလို့ဒီအကြောင်းတွေပွားစီပွားစီနဲ့ရှစ်တမျိုးနောက်ွယ်တမျိုးပြောကြလေလေကျမဒေါသထွက်လေလေပါပဲကျမမယ်အလိုလိုနေရင်တငယ်စိတ်တွေတောင်းဝင်နေချစ်သူမရှိတော့တဲ့ကျမသို့မဟုတ်ပိုင်သူဆိုင်သူမရှိတော့တဲ့ကျမဘဝမှာပြုံးစိစိနဲ့ယောက်ျားတစ်ယောက်ရဲ့မျက်နှာသားကိုမြင်ရရင် ကျမတိတ်ဆိတ်မကောင်းဖြစ်ရတာပဲကျမမယ်လွတ်နေတဲ့မိမတရားဦးလို့တာမန်ယောက်ျားတူရဲ့အမြင်ပါဘယ်သိခါရှိတော့မလဲဒါတောင်ကျမကနည်းနည်းစွာတက်လို့တော်သေးတာပေါ့ကျင်ဖို့နောက်ထပ်ကျင်ဖို့လားထက်မရှာကျင်တော့ပါဘူးဒီတူရဲနဲ့ပဲလုံလောက်ပါပြီစိတ်တော့ကရောက်ရတာကိုပြောပါတယ်တူတူရဲကိုပဲချစ်နေလို့လားဟွန်းဟွန်းဒီလိုလဲဟုတ်မယ်မထင်ပါဘူးကျမမယ်သူ့ထက်ချစ်ရမယ့်သူဒါမှမဟုတ် သူ့ထက်ကိုကိုပို့ပြီးချစ်တဲ့သူပေါ်မလာဘူးဘသူပြောနိုင်လို့လဲကျမလည်းအမှန်တိုင်းဝန်ခံရရင်စိတ်ကူးခရင်ရင်စားတဲ့ကပဲဘသူမှမသိရအောင်တူတူတိတ်တိတ်ပေါ့အိုးမင်းမုံနိုင်နေဆိုငါတိုင်းကပေးမှာမင်းသွေးချောက်နေထွေးဖို့ကွန်းငါဆောက်ပေးမှာတိမ်တွေတွန်ချပြန်လဲတစဲမစိုးစီရလေမိုးတို့ဂီတဟာမင်းကြည်နူးစရာမြတ် ဆရာမောင်တန်တို့ဘာသာပြန်ထားတဲ့ကြပြားလေးတောင်အလို့ရမိသေးတယ်။တကယ်ပါ ကိုချင်းဟိုကောင်မလေးဒီကောင်မလေးတွေနဲ့တွဲနေတဲ့သတင်းကြားတွေကကျမအတူပေါ်စိတ်ပြည့်ချင်လာပါတယ်။တလောတုန်းကရက်တွေမူအောင်တောက်တဲ့ကြားရတုန်းကတော့နည်းနည်းစင်နာစိတ် တွေဝင်မိပါတယ်။လူပြင်းလူညံ့ရဲ့လို့လည်းအပြစ်မတင်ရပါဘူး။သူချစ်ခဲ့တဲ့အချိန်တုန်းကဆိုရင်ဖျားကြောင်တဲ့တွဲသွားမိရင်ကျမရဲ့ထိဖနဲ့သူပဲကင်ပေးတာ။ ဒါမျိုးနောက်ရဖို့မလွယ်ဘူးနော်နဲ့မဲရင်ကိုနောက်ပြီးစမြုံပြန်မိသေးတယ်။မဲရင်ကတောင်အားရကြပြီးနေမြူချင်းရင်ငါ့ကိုစွန့်မဟဲလို့နောက်တလူလူလားအတီလားတောင်းသေးတယ်။ဘယ်တော့ကများကိုထိန်ကိုကြိုက်နေလဲမသိဘူး။မတားမသူ့ကိုကျမဆဲပစ်ခဲ့သေးတယ်။ဖိုးလုံးရဲ့နောက်ဆုံးသတင်းအချက်တွေကတော့တိတ်မကောင်းလာဘူး။ရုံးကခွင့်ရရှိယူပြီးနေရောညရောတောင့်နေတဲ့။ဒီတင်ပဲကျမသူ့ကိုကုစားဖို့အချိန်တန်ပြီလို့တွက်ဆပြီး သူရှိရာကျမသွားဖို့တခါတည်းဆုံးဖြတ်ချက်ချလိုက်မိတယ်။အေးငါလိုက်ခဲ့မယ်။ဒါပေမဲ့နေလာမခေါ်နဲ့ကိုအောင်စိန်လူရှုပ်ကုန်အောင်မယ်။ကျမပြောတော့ဖိုးလုံးကမျက်နာတိုးချီရှည်ကြည့်နဲ့ကျမကိုခွေးမလို့ဆဲပြီးအပြောကတော့ပြက်ပါဟာငထိန်ဆွတ်လွတ်တာလည်းမဆမ်းပါဘူး။ဒါတော့ငါဝါသနာပဲငါမပြေနိုင်ဘူး။ယောက်ျားတွေကအချော့ကြိုက်တယ်ဟဲ့နေမသိဘူးလား။အော်အေးအေးမသိလို့ပြောပါအောင်။ ကျမလည်းမတိကျိုးကျုံမျက်နှာအမူရနဲ့ဖိုးလုံးကိုလှမ်းပြောတော့သူ့ကိုကျမခေါင်းမခောက်ခင်မဲ့လစ်သွားလေရဲ့ရေဆက်ပဲဝင်းနေရောဒီလားသူ့စီကိုသွားတိုင်းသူ့နဲ့မတွေ့ရဘူးသူ့အတော်ကပေါ်ရွေးပြူငါစွာနဲ့ထွက်နှုတ်ဆက်ပြီးသူ့တူအကြောင်းတိုင်ပါလေရော လာခကိုအတော်အတွက်ဈေးပုံမပေးတာကြာပြီတဲ့အတော်ကအိတ်ဆိုင်ချက်ပြုတ်နေရတာတဲ့သူ့တော်ကအပြိုလဲအပြိုကြီးစွစွဆောင်ဆောင်နဲ့ချမ်းသာလို့တော်ပါသေးရဲ့အတော်ကတော့ကျမကိုသဘောတူပြီသားမို့ ဆီယမလေးရေသူကဆီယမကိုပဲအသေးဆွဲချစ်တာပါဟုတ်ပါမလားတော်တော်ရေသူ့မှာများကများနဲ့အိုးဓာရီကမလေးနဲ့လာပါဘူးတိကြတယ်နော်အိုးတိကြသမသူကတမိအကြောင်းပဲပြောနေတာကျမလဲတန်တရားစိတ်တွေဝီတီတီနဲ့သူ့စီကပြန်ခဲ့တော့သူ့ကိုစပိန်နဲ့အပြန်တွေ့ရတော့တာပဲသူ့နောက်မှာကောင်မလေးတယောက်စပိန်မော်တင်းလို့နှစ်ယောက်စလုံးရောင်တိရောင်ကန်နဲ့စပိန်မော်ကခုန်ဆင်းလိုက်ကြတယ်ကောင်မလေးကကျမတို့ကြောင့်ကကိုရင်ကြောင့်သူ တပည့်လဲတပည့်မလေးမင်္ဂလာပါဆရာမအေးမင်္ဂလာပါကိုထိတ်မျက်နာကတော့ခအန်းအန်းနှုတ်ခမ်းတောက်စုံကိုေးတယ်ဆိုုံပဲပြုံးပြပြီးမျက်နာကရွှင်ရွှင်ပြပြဖြစ်ရမှာတဲ့ခအန်းအန်းပဲဒါကိုပဲကျမမကြည့်နဲ့တာကိုထိတ်နေကောင်းရဲ့လားကျမပြောမိပြောရာနှုတ်ဆက်လိုက်မိတယ်ကောင်မလေးကသာခက်သွက်သွက်နဲ့မိကဥကိုနားချနေရတာမိတို့ဆရာမသဘောကောင်းတဲ့အကြောင်းကိုအိုး မီးဆိုတဲ့ကောင်မလေးကကျမတို့ကိစ္စကိုသိနေတာကိုကိုထိန်ဝင်းကပြီးမှငူငငိုင်အမူအရာတိတ်မပြောင်းလာသေးပဲအိမ်ထဲဝင်အောင်လေဟုတ်ကဲ့ဝင်ခဲ့ပြီပါဘီကိစ္စရှိလားအလိုလီပြောပုံစကားကလဝါရလိုက်တာနော်မရှိပါဘူးအိမ်ထဲကအတော်ကတော့ကျမဘကမင်းအလွန်ကျွံတွေဖြစ်မှာဆိုလို့စိတ်ပူလို့လိုက်လာတာသူကကျမမျက်နာကိုကွက်ခနဲလှမ်းကြည့်လိုက်တယ် တစိမ့်တရံစာအကြည့်ထက်မပိုပါဘူးမီးဆိုတဲ့ကောင်မလေးအကြီးကပိုးလို့တောင်မြန်နေတယ်ခင်မင်းကလေးများတဲလင်းနာပဲနော်လို့ကျမမတွေးနိုင်ခင်မှာပဲဆရာမကတိတ်ကြတဲ့စီတာပဲနော်ဦးနဲ့လည်းမလိုက်ဘူးတဲ့အဲ့ဒါလို့သာပြောတာသူ့သဖြင့်ရှေတဝဲဝဲနဲ့ပခုံးကကိုထိန်ဝင်းရင်ဘက်ကိုတိုးဝေးလို့ဒီလောက်ဆိုကျမတီးတက်ပါပြီမင်းမေးမှထိုင်လို့အချစ်ရဲ့ကြောင်မက်ဖွယ်မုံတိုင်းဆဲတော့တာ လက်ဒေဝါရဲ့တောင်ပန်များချစ်သူကိုလွှမ်းစီမှာ။ gain ရင်ကျင်အောင်ဟဲ့စိတ်ကူးတော်ပါပြီ။ဒီတသက်ကျမဘသူ့ကိုမှမချစ်တော့ပါဘူး။အချစ်ဟောင်းအချစ်တစ်အကုန်သွားပြီရောငရဲပြီကို go to hell ။ကျမအင်္ဂလိပ်ဘာသာသင်ဆရာမမို့ကိုထိန်ဝင်းကိုရင်ထဲကအင်္ဂလိပ်လိုစဲ့ပစ်ခဲ့တယ်။နောက်လာတဲ့မှာကိုထိန်ဝင်းလက်ထက်ဖြစ်တယ်။ကျမအတီပေါက်တွေးနေတဲ့မိမိမဟုတ်တော့ဘူး။ကောင်မလေးနာမည်ကချစ်သက်ဘူးဆိုလား။စကုနဲ့တမီး 16နှစ်သမီးပဲရှိသေးတယ်တဲ့။ကျောင်းကတော့ထွက်လိုက်ပြီးတဲ့။နှစ်နှစ်တန်းတက်နေရတော့သူ့အဖေကစိတ်ဆိုးလို့ကျောင်းထုတ်လိုက်ရတယ်ဆိုလား။ကောင်းပါတယ်။အဲ့ဒါလို့ဖြစ်တဲ့နာကြာလာပါပြီ။ကိုထိန်လက်ထပ်ဖို့ပြောတာပါ။တီးကြတဲ့ကျမကတသက်မဲ့သူ့ရဲ့ပထမဦးဆုံးချစ်သူဖြစ်ခဲ့ရသေးတယ်။နောင်တတော့မရလာပါဘူး။ချစ်ဖူးသွားတာပေါ့နော်။ခင်ဆွေဦးပန်းဝေတီမဂဇင်းနိုဝင်ဘာ1997 နားဆင်ပြေခဲ့ကြသောတော်လံပြည်သူကလစ်ကာပေါင်းဘေးကင်းလုံခြုံကြပါစေရှင်။